ဇန်နဝါရီလ26ရက်နေ့မနက်ကစက်ပစ္စည်းရန်ရားတွေတုံပြီးမြန်မာအစိုးရကဖျက်ဆီးလိုက်တဲ့ဒီနေအိမ်တွေကြောင့်နေစရာမဲ့ဘဝရောက်ခဲ့ရတဲ့ဒီဒုက္ခတွေတွေဟာအေးသားတဲ့စောင်းနယ်အောက်မှာယာယီတဲနဲ့သူတို့သုံးရှင်တွေကပေးတဲ့အစားအသောက်တွေနဲ့တနေ့တနေ့ရုန်းကန်နေရပါတယ်မြန်မာအစိုးရကတော့ဘယ်နေရာမှာဘယ်လိုစီစဉ်ပေးမယ်ဆိုတဲ့ဂရီစကားမျိုးအခုချိန်ထိထွက်မလာပါဘူးစိုက်ပျိုးရေးနဲ့အနည်း20ပေါက်အသက်ရှင်နေထိုင်ခဲ့ပြီးမှအရမဖြစ်စည်းခံလာရတော့ဒုက္ခတဲ့စကန်းဖွင့်ပြီးနေရတော့တယ်လို့ဦးသိမ်းမြင့်ကပြောပါတယ် မြင်းမြန်အောင်ရက်ွက်မှာအိမ်အောင်စု80ပေါင်ရှိပြီးဖခင်ငယ်နဲ့ចောင်းသားဦးရီ100ကျော်ရှိပါတယ်။သူတို့တွေဟာနေရမရှိကိုဒီမှာပဲဆက်နေသွားမယ်လို့ဆိုပါတယ်။ကျွန်တော်တို့တော့ဒီမှာအများကြီးကျွန်တော်တို့ကနှစ်ရှည်နေခဲ့တာပေါ့နှစ်20ကျော်လောက်ရှိပြီပေါ့1990ခုနှစ်တည်းက အဲ့လိုမျိုးဒီမှာစိုက်ပျိုးရေးတွေလှုပ်ရှားလာတာအဲ့တုန်းကဒီမှာဘာဒူးမမပိုင်လို့လည်းမပြောဘူးခြံစည်းလို့လည်းမရှိဘူးစစ်တပ်ပိုင်မြေလည်းမဟုတ်ဘူးကျွန်တော်ကကျွန်တော်ခြုံရပိတ်ပေါင်းတွေရှင်းပြီးတော့စိုက်ပျိုးစားလာတာပေါ့အဲ့ဒါအခုမှလာပြီးတော့ဒီလိုမျိုးအားရမလာပြီးတော့ဖြက်စီးတယ်ဖြက်စီးခြင်းကိုခံရပါတယ်ကျွန်တော်လည်းလက်ရှိအခုမှပန်းနေရောတစ်ပင်နေရောအခုခြံပြည့်ပဲစိုက်ထားတာအင်းကဒီလိုမျိုးလိုင်းဖြက်လိုက်တဲ့အခါကျတော့ကို့မှာအခုဒုက္ခတွေတအားရောက်တာပေါ့ကိုကြီးကနေစရာတော့စရာလည်းမရှိ ခုလိုမျိုးပဲနေရထိုင်ရတာပေါ့ဘလို့အစီအစဉ်ရှိလဲဆိုတော့ကိုရဲ့အခုလက်ထဲမှာတော့ပတ်စံမရှိရှင်တော့ဒီလိုပဲတော့တွေ့တဲ့နေရာလေးလိုက်ငှားရမ်းပြီးတော့နေရမှာပေါ့တီးခဲ့တဲ့မိုးရင်းကရခိုင်မှာနေကြပြီးအိမ်တွေနေရာတွေပျက်စီးသွားတာကြောင့်ဒီမှာသာရောက်နေထိုင်ခဲ့တဲ့ဦးအောင်ဆန်းအေးကပဲသူ့ရဲ့ခံစားချက်တွေကိုပြောပြပေးမှာပါအခုတွားကြရလဲမရှိဘူးလေဦးလေးတို့မှာငားကြလဲပတ်စံလဲမရှိဘူးအဲ့လိုဖြစ်နေလို့ပါစားကြတော့မှသူများတွေလူတာတွေ အဲ့လိုစားနေရတာဆက်ဆက်တော့ဒီနေရာမှာပဲနေတော့မှာပါလို့နောက်ဘယ်မှမဆွေးလို့ပြောင်းလို့လည်းပတ်စံလည်းမရှိပြေးကြလည်းမြေမရှိဘူးပေါ့ပြေးကြလည်းငွေမရှိအဲ့အတိုင်းဖြစ်နေလို့ဒီလိုတော့ဒီတိုင်းပဲဆက်နေမှာလို့ဒီဒုက္ခတဲ့စကမ်းမှာပဲနေပြီးတရားရင်ဆိုင်သွားမဲ့သူကကိုစောအောင်ဖက်ပါ ကျွန်တော်တို့ကလည်းဒီဥစ္စာနဲ့ပတ်သက်လို့အကုန်လုံးကလည်းဟိုအိမ်ကြီးဖြည့်ဆည်းခံထားရတဲ့အခါကျတော့ဗျလက်ရှိမှာလည်းနေစရာထိုင်စရာလည်းအဆင်မပြေဘူးအဲဒီတော့နောက်ဖြစ်လာတဲ့ကိစ္စကိုကျွန်တော်တို့ကဥပဒေကြောင်းအရကျွန်တော်တို့ရင်ဆိုင်မယ်တကယ်လို့ကျွန်တော်တို့ကိုတို့ကကျူးကျော်ပါဆိုရင်လည်းကြိုက်တဲ့တရားအောင်မှကျွန်တော်တို့တင်ဆွဲကျွန်တော်တို့ရင်ဆိုင်မယ်မင်္ဂလာတို့မြို့နယ်ကဓမ္မပါသာရက်ွက်ကတော့ပန်းသမီးဖြစ်လို့ဒီလိုဖြတ်မဲ့တဲမှာမပါဘူးလို့ဇန်နဝါရီလ25ရက်နေ့ကအစည်းအဝေးမှာပြောခဲ့တဲ့အကြောင်းဦးသိန်းစောကပြောပါတယ် ကျွန်တော်25ရက်နေ့ကဒီဘာကြမောင်တိုင်းခမ်းမအစည်းအဝေးခမ်းမမှာပြောရတာတော့အခုပြက်မဲ့အစည်းအဝေးမှာဓမ္မပါလာမပါဝဘူးလို့ပြောရပါတယ်သူတို့အထက်ရရှိရပေါ့လေဘယ်သူတွေတော့ကျွန်တော်လည်းမသိဘူးသူတို့ဥပိုင် CEO ဒီဘက်ကလော်ဘီတာ line နဲ့မဟုတ်လို့ဒီကဓမ္မပါလာပတ်လက်မြည်လို့ပြောရပါတယ်